ဒီဗီဒီယိုမှာတော့ idiom တွေကိုကျွန်တော်သင်ပေးမှာဖြစ်ပါတယ်ဆိုပရမကတော့ on the fence ဖြစ်ပါတယ် fence ဆိုတော့ခြံစည်းရိုးပေါ့ခြံစည်းရိုးပေါ်မှာခွာထိုင်နေတဲ့သဘောပေါ့ဒီသဘောကတော့ဒီဘက်လဲမကြဒီဘက်လဲမကြ undecided ပေါ့စိတ်မပြတ်သားလားဟောဒီဘက်သွားမလားဟိုဘက်သွားမလားစိတ် Okay, Uma, I'm still on the fence about whether to accept the job offer or wait for something better. Nga di di dro pi lo ko la kan ya mla mo yin di da kaung ne nau lo de khu khu ko sa ma la song phyat lo ma ya phit ni le bo. Ba ra ko on the fence bit par. Another example, I'm still on the fence about moving to a new city uh, because I love my hometown. Nau ko ya myo ချစ်တဲ့အတွက်တခြားမျိုးကိုပြောင်းဖို့မတေချဘူးစိတ်မပြတ်သားမဆုံးဖြတ်နိုင်အောင်ဖြစ်နေတယ်ပေါ့ All right next is beat around the bush ဆိုတော့ခြုံပုတ်ကြီးကိုမြင်အောင်ကြည့်အဲ့ဒီခြုံပုတ်ပဝင်းကြီးကိုနော်ပိုက်ရိုက်တာပေါ့ဗျာ Uh so what it means is to avoid speaking directly about something တဆုံတစ်ခုကိုတိုက်ရိုက်မပြောမပြောရဲတာတဆုံတစ်ခုအကြောင်းကို

အော်နှစ်နှစ်ကြာကြာပေါ့နော်33လ33လမှာတခါတကြိမ်စီပေါ့နော်ဖြစ်တယ်လို့ပြောပါတယ်ပြောချင်တာဖြစ်ခဲ့တယ်ပေါ့ very rarely ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ် for example we only meet once in a blue moon because we all live in different parts of the country အကျွန်တော်အလုံးတနေရတခြားစီမှာနေတဲ့အတွက်ဟိုတွေ့ခဲ့ပါတယ်ပေါ့ all right another example sam goes to the gym once in a blue moon now sam got အဲဂျင်သွားခဲ့တယ်ပေါ့ maybe နှစ်လသုံးလမှာတစ်ချိန်လောက်ပဲသွားတယ်။ Now you can't expect to be fit by going to the gym once in a blue moon, right? ဂျင်မိုနှစ်လတစ်ချိန်လောက်ပဲသွားပြီးတော့မိုက်စားပေါ်တွေရဖို့တော့မျှော်လင့်လို့မရဘူးလေ။